တော်လေး Manchester United အသင်းရဲ့ manager Ruben Amorim ရဲ့နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွေကိုအထွန်းချက်ချက်ဆင်ကြည့်ကြရအောင်ပါ။ဟုတ်ကဲ့ manager တယောက်ကဖီယာလီဝိုင်းနေတဲ့အချိန်မှာပေါ့နော်တစ်ဖက်မှာဒိုင်ယာရကစားသမားတွေကတန်းစီနေတယ်နောက်တစ်ဖက်မှာ AF ခွန်ကြောင့်အဓိကကစားသမားတွေထပ်သွားတော့မယ်อืม ဒေချင်းနေတွေကိုသူ့ရဲ့ရေရှည်အစီအစဉ်နဲ့မထိခိုက်အောင်ဘလို့ဟန်ချင်းညီအောင်ထိန်းချုပ်သွားတယ်လဲဆိုတာကိုဂီတရင်းစာရှင်းလင်းပွဲကနေတဆင့်ဆက်စစ်ကြည့်ကြမှာပါ။ဒါကမန်နေဂျာတယောက်ရဲ့အရေးချီးကိုတကယ်ဆန့်တက်တဲ့အခြေအနေပဲဗျာ။သူ့ရဲ့စကားလုံးတိုင်းဟာနီးဗျူးဟာတစ်ခုပဲ။ဟုတ်တယ်။ပရိသတ်ကိုစိတ်အေးအောင်လုပ်ရမယ်။ပြိုင်ဘက်ကိုမျက်စိလေးအောင်လုပ်ရမယ်။ကစားသမားတွေကိုစိတ်တက်တက်ကြွအောင်လုပ်ရမယ်။ဆိုတော့ဒီတရင်းစာရှင်းလင်းပွဲကသူ့ရဲ့ဦးနှောက်တဲ့ကိုချောင်းချီခွင်းရတဲ့ပြည်တွင်ပေါက်တစ်ခုလိုပဲ။ဟုတ်ကဲ့။ကဲ့။ ဒါဆိုပထမဆုံးအပူတပြင်းဖြေရှင်းနေရတဲ့ဒါယာပြဿနာနဲ့စလိုက်ကြအောင်နော်ဟုတ်ကဲ့ဘင်ဂျမင်ရှက်ရှ်ကိုရဲ့အခြေအနေနဲ့သူဆွဲဖွင့်သွားတယ်သူပြောတာကတော့ရှက်ရှ်ကိုကရက်တပတ်နင်းနေလောက်တော့နားရအောင်မယ်ဒါပေမဲ့စိုးရင်စရာတော့မရှိဘူးဆိုပြီးပြောသွားတယ်ဟုတ်တယ်ဒီနေရာမှာသူရဲ့စကလုံးရွေးချင်မှုကိုတတိထားကြည့်ရက်တပတ်နင်းနေဆိုတာတမင်တကာကိုမရှင်းမလင်းလို့ထားတာအတိအကျပြောဦးပါဘယ်တော့မှပြောမှာမဟုတ်ဘူးဒါကနစ်ထက်ကွက်နီးဗျူဟာပဲ။ တဖက်မှာပရိသတ်တွေအယံမျောလင်းဒီစိတ်မရှိဖြစ်မလောင်ထိန်းထားတယ်။နောက်တစ်ဖက်မှာကျတော့ပိုအေးထီးတာကအဘတန်နဲ့နောက်လာမယ့်ပြိုင်ပွဲအတင်းဒီအတွက်သူ့ရဲ့ plan ကိုမတိစေချင်လို့ပဲ။အင်းအင်း။ရှက်ကိုပါမလားမပါဘူးလားဆိုတဲ့မတေချာမှုကသူ့ရဲ့ပြင်ဆင်မှုကိုနည်းနည်းလေးဖြစ်ဖြစ်ရှုပ်ထွေးသွားစေနိုင်တယ်လေ။ဒါကတည်င်းအချက်လက်စပွဲတစ်ခုလို့ပဲ။သူတယောက်တည်းလည်းမဟုတ်သေးဘူးနော်။ Harry Maguire ကလည်းအစင်တည်းမကြည့်ပေးဘူး။ဟုတ်တယ်။ ခေါ်ပြီးမိုင်နုကလက်ချင်ကမစင်သေးပြီမဲ့မနေ့ပြန်ပါဖြစ်မလဲကြည့်အောင်မယ်ဆိုပြီးမျောလင့်ချက်လေးတော့ခြံထားသေးတယ်။ဒါပေမဲ့လီဆန်ဒရိုမာတီနက်စ်နဲ့ပတ်သက်ပြီးတော့တရင်ကောင်းတစ်ခုပါတယ်။သူလက်ချင်ကပြန်စင်သေးပြီတယ်။ဒါပေမဲ့အဲ့ဒီမှာတင်သူကစကားတစ်ခုထည့်ပြောတော့တာစိတ်ဝင်စားဖို့ကောင်းတယ်။ပွဲပြန်ကစားရင်ပထမမိနစ်ပိုင်းနေမှာယုံကန်ရလိမ့်မယ်တဲ့။အကားကအရင်အရေးကြီးတယ်။သူရဲ့ရောသားမှုကိုပြတယ်လို့ထင်ရပေမဲ့အဲ့ဒီထပ်ပို့ပါတယ်။သူကလက်တွေ့ကြတာမန်နေဂျာတယောက်ဆိုတာပြနေတယ်။ဟုတ်ကဲ့။ကစားသမားတယောက် တန်ရာကနေလက်နဲ့ချီပြီးအနားယူပြီးမှပြန်လာတဲ့အခါပရီးမီယာလိရဲ့အရှိန်ကိုချက်ချင်းလိုက်မိဖို့ဆိုတာမချစ်နိုင်ဘူးအဲ့ဒါကိုသူပုံမလလင်ဝန်ခံလိုက်တာလက်တွေ့ကြတယ်လို့လည်းပြောနိုင်တယ်လို့တစ်ဖက်ကကြည့်ရင်ပရိသတ်ကိုကြိုးပြီးအကာအကွယ်ယူထားတာလို့တော့မမြင်နိုင်ဘူးလားအင်းဟုတ်တယ်ဘွဲ့ချက်နေချိန်မှာမာတီနက်စ်ခြေစွမ်းမပြားနိုင်ရင်ငါကြိုပြိုးပြီးသားဆိုပြီးဖြစ်ပေါ်နိုင်တာပေါ့ကိုကိုကိုဝေဖန်မှုနဲ့ကာကွယ်ထားတဲ့သဘောမျိုးတော့မထင်နိုင်ဘူးလားဒါလည်းဖြစ်နိုင်ချေရှိတယ်အမြင်တစ်ခုပဲ ထမြက်တဲ့မန်နေဂျာတွေကအမြဲတမ်းခြေတလန်းကြိုစဉ်းစားတယ်လီပရိသတ်ရဲ့မျောလင့်ခြေတွေကိုစီမံခန့်ခွဲတာကအောင်မြင်မှုရဲ့တစ်စိတ်တစ်ပိုင်းပဲအင်းဆိုတော့မာတီနက်စ်ကိုချိန်ပေးဖို့သူတောင်းဆိုနေတာတချိန်တည်းမှာပဲသူ့ကိုသူရောကစားသမားကိုရောမလိုအပ်တဲ့ဖျားတွေကနေကာဝယ်ပေးနေတာပေါ့ဒီမှာတဲ့ဇလန်ကပူရှုလာတာပဲဒဏ်ရာရတဲ့သူတွေကတပ်ဖြုံကြီးဖြစ်နေချိန်မှာ AFCUN ကလည်းတည့်တည့်ကြီးလာပြီအချိန်ကြိုက်ပဲ မန်နေဂျာတယောက်တက်တော့ကန်ဆိုးဆုံးအချိန်ပေါ့နော်ရှက်ကူဒန်ယာကပြန်ကောင်းလာမဲ့အချိန်လောက်မှာပဲအာမတိုလို တခြားကစားသမားတွေကအသင်းကနေခွဲရတော့မယ်ဒါကကလပ်မန်နေဂျာတိုင်းနှစ်နှစ်တခါဂျုံရတယ်ခုံခဲစရာပြဿနာပဲကလပ်နဲ့နိုင်ငံအသင်းကြားကအပြိုင်မှုပေါ့ဖီဖီစီမြန်ရပြိုင်ပွဲမဆခင်နှစ်ပတ်အလုံးမှာကစားသမားတွေကိုလွှတ်ပေးရမယ်ဟုတ်ကဲ့ဒါပေမဲ့သူပြောသွားတာကသက်ဆိုင်ရာဘောလုံးဖွဲ့ချုပ်တွေနဲ့ ကစားသမားတွေကိုနည်းနည်းပူချာချာထိန်းထားနိုင်ဖို့ညှိနိုင်နေတယ်တဲ့။အိုး။ဒါကစီမင်းစီကန်းတွေရဲ့တရားဝင်သမတ်ချက်နဲ့ကလပ်အသင်းရဲ့လက်တလော်လိုအပ်ချက်ကြားကတင်းမာမှုကိုရှင်းရှင်းလင်းလင်းပြနေတာ။စာပွဲပေါ်မှာတော့စာပွဲအောက်မှာပါဖြစ်သွားနေတဲ့တန်တမန်ကြီးရဲ့ကစားပွဲတစ်ခုလိုပဲ။ဟုတ်တယ်။လူစိမ်းကမလုံလောက်တော့ဒါကစိုးရင်စရာဖြစ်ပြီးအကောင်းဆုံးအခြေအနေတော့မဟုတ်ဘူးလို့သူပြုံးပွင့်လင်းလင်းဝန်ခံနေ။မှန်တယ်။ ဒါပေမဲ့ပြီးတော့သူ့ရဲ့အတွေးခေါ်ကိုပေါ်လင်စေတဲ့စကားတကုံးကိုပြောလိုက်တယ်။ကျွန်တော်တို့ရဲ့အကယ်ဒမီကဒီလိုအခြေအနေတွင်အတော့ပါပဲ။ကျွန်တော်တို့အစဉ်တစ်ချင်နေမှာပါတဲ့။ဒါကတော်တော်လေးအားရှိစရာကောင်းနေပြောဆိုချက်ပဲနော်။ဟုတ်ပါ။ဒီစကားကအရင်ကို ပါနဲ့တယ်။သူကတန်ရာပြဿနာဆိုတဲ့အားနည်းချက်ကိုကလတ်ရဲ့တသနာကျွန်တော်တို့လူငယ်တွေကိုအခွင့်အရေးပေးတဲ့ဆိုတဲ့အားသာချက်အဖြစ်ချက်ချင်းပြောင်းလိုက်တာပဲ။ဟုတ်ပါ။ဒါကတည်င်းစကားအလွာပေါင်းများစွာပါတယ်။ ထမဆုံးပရိသတ်ကိုစိတ်မပူနဲ့ငါတို့မှာအစဉ်စဉ်ပြီးရှိတယ်အဲ့ဒါကငါတို့ရဲ့ DNA ပဲလို့ပြောလိုက်တာဟွန်းဒုတိယအနေနဲ့အကယ်ဒမီမှာရှိတဲ့ကစားသမားတန်းကိုမင်းတို့အတွက် အခွင့်အရေးတစ်ခါဖွင့်နေပြီးအစဉ်သင်ပြန်ထားဆိုတဲ့အချက်ပြောလိုက်တာဆိုတော့ဒါကပြဿနာဖြေရှင်းရင်းနဲ့ကိုတန်ဖိုးကိုပါတခါလေးကြီးညာသွားတာမျိုးပေါ့ဒါကပရိသတ်ရဲ့စိုးရိမ်မှုကိုဖြေဖျောက်ယုံတင်မကဘူး club ရဲ့ brand identity ကိုပါခိုင်မအောင်လုပ်လိုက်တာအတိအကျပဲ ငါတို့ကပြဿနာကြုံတိုင်းပိတ်ဆက်နဲ့ဖြည့်ရှင်းတဲ့အသင်မဟုတ်ဘူးငါတို့ကတိဆောက်တဲ့အသင်ဆိုတဲ့ message ကိုပေးလိုက်တာပဲဒါကပြည်သက်တွေကြားထဲမှာတော့တော်တော်လေးပဲ့တင်ထက်မဲ့စကားပဲအတိအကျပဲဒါဟာကလပ်ရဲ့ယဉ်ကျေးမှုကိုပါဖုံဖော်ဖေးတယ်လူငယ်ကစားသမားတွေအတွက်ပထမအသင်းစီတက်လန်းဖို့တိုက်ရိုက်လမ်းကြောင်းရှိတယ်ဆိုတာကိုလက်တွေ့ပြလိုက်တာဖြစ်လို့သူတို့ရဲ့စိတ်တန်နဲ့ကြိုးစားအားထုတ်မှုကိုအများကြီးဖြစ်တည်ပြနိုင်တယ်လေသူကအချက်အသေးတစ်ခုကိုအခွင့်အရေးတစ်ခုအဖြစ်ပြောင်းလဲပြလိုက်တာ ကောက်မီ Academy က Plan A ဆိုရင် Plan B ကတော့ဘလို့လဲလက်ရှိအကြီးတန်းကစားသမားတွေကိုနေရာရွှေ့ကစားခိုက်ဖို့ပေါ့တရင်တော့နေကလည်းတောင်မေးကြရတယ်ဟုတ်တယ်ပထမဆုံးက Lisandro Martinez ကိုကိုယ်လည်းမကစားစီဖို့ပဲ Amorin ကသူ့ကိုထပ်မြက်ပြီးညံကောင်းတဲ့ဘောလုံးသမားလိုချီးကျူးပြီးအဲ့ဒီနေရာမှာကစားနိုင်တယ်လို့လို့ပြောထားတယ်ဟုတ်တယ်ကစားနိုင်တယ်လို့ပြောပြတာနဲ့ချက်ချင်းပဲအဲ့ဒီအချမ်းကိုပိတ်ချလိုက်တယ်ဒါကသူ့အတွက်မန်ကန်တဲ့နေရာမဟုတ်ဘူး အဲ့ဒီကြောင့်ကျွန်တော်မစင်စားပါဘူးဆိုပြီးပြက်ပြက်သားသားပြောသွားတယ်อืมသူဒါကိုအရေးပေါ်ချိန်ဒီမှာနောက်ဆုံးမှတုံးမဲ့ရွေးချယ်မှုအဖြစ်ပဲတတ်မှတ်လိုက်တယ်ဒါကသူ့ရဲ့နီးဘူးဟာပိုင်းဆိုင်ရာစီကံကိုပြနေတာသူကကစားသမားတွေကိုအပေါက်ရှာပြီးဖြစ်တယ်လို့ထဲသုံးတာမျိုးတဲ့သူတို့ရဲ့အားသားချက်အရှိဆုံးနေရာမှာအကောင်ဆုံးစွမ်းဆောင်ရည်ပြလိုက်တာကိုပို့တံပိုးထားတယ်ဒါပေမဲ့လူရှော့ကိုဘယ်တော့မှတိုက်စစ်မှာကစားစီဖို့ကြောင့်သူကပိုပြီးစိတ်ဝင်စားပြတယ် ဒါနေတဲ့တော့ထူးဆန်းနေနော်ဟုတ်မာတီနက်စ်ကိစ္စနဲ့ဘာလို့ကြွားချနေရတာလဲနှယောလုံးကိုပင်ကိုနေရမဟုတ်တဲ့နေရာမှာကစားခိုက်တာလည်းမဟုတ်လားဒီကြွားချချက်ကို သူရှင်းပြသွားတာကပဲသူ့ရဲ့နိဗ္ဗူဟာပိုင်းဆိုင်ရာအသွေးခေါ်ကိုဖော်ပြနေတာသူကဝမ် look ဆိုတဲ့စကားလုံးကိုတုံးသွားတယ် look ဟုတ်တယ်ဒီနေရာမှာ load ဆိုတာကို तू ကနိဗ္ဗူဟာပိုင်းနဲ့ချိတ်ပြသွားတာစိတ်ဝင်စားဖို့ကောင်းတယ် နောက်ကလူလုရှော့ကတဖြည်းဖြည်းတက်လာပြီးဘောလုံးပေးဖို့လာမျိုးလိုရမယ်။တာမန်ကစားသမားလုရှော့ကတော့အရှိန်နဲ့ပြင်းနီလူကြော်ဖို့ High Intensity Sprints တွေအကြင်ကြင်လုပ်ဖို့လိုလာမယ်။အာဟုတ်ကဲ့။အာမွေးရဲ့ Pressing System မှာတာမန်ကစားသမားရဲ့ကာယပိုင်ဆိုင်ရာတောင်းဆိုမှုကအရင်မြင်တယ်လေ။ဆိုလိုတာက Martinez ကိုကွင်းလက်မှာကစားခိုင်းရင်သူ့ရဲ့ကာကွယ်ရေးဆိုင်ရာအားတာချက်တွေပျောက်သွားနိုင်တယ်လို့ Look Shaw ကိုတောင်းပန်တင်ရင်တော့သူ့ရဲ့တိုက်စစ်လိုက်ပါနိုင်စွမ်းနဲ့ဘောလုံးပေးပို့မှုတွေကို အတုံးချနိုင်နေတယ်။ဒါပေမဲ့ကာယချင်းခိုင်မွန်းကစင်ခေါ်မှုဖြစ်မယ်ဒီလိုလား။အဲ့ဒါဘိုးပဲ။ तू ကလက်ရှော့မှာဘောလုံးညံရည်နဲ့ကြန့်ခိုင်မှုရှိတဲ့အတွက်ဖြစ်နိုင်တဲ့ရွေးချယ်မှုတစ်ခုအဖြစ်ထပ်မှတ်တယ်။ဒါပေမဲ့မာတီနက်စ်ကိုကွဲလပ်ပို့တာကတော့ကစားသမားရဲ့အဓိကရည်တွေးတွေကိုလုံးဝဆန့်ကျင်သွားတဲ့အတွက်အရေးအပေါ်အခြေအနေလိုပဲထပ်မှတ်တာ။ရှင်းသွားပြီ။ဒါကကစားသမားတွေကိုဘယ်နေရာဖြစ်ဖြစ်ပစ်ထည်လိုက်ကမျိုးမဟုတ်ပဲနေရာစုံကစားနိုင်စွမ်းကို ကစားသမားတယောက်ချင်းစီရဲ့အရေးတွေးနေ ကိုယ်ကာယပိုင်းဆိုင်ရာအချက်အလက်တွေကိုအခြေခံပြီးတွက်ချက်ချင်းကပ်ပုံကိုဖော်ပြနေတာပါဒီလိုရေရိုးပြဿနာတွေကိုဖြေရှင်းနေရလာတွေကသူ့ရဲ့တနစ်ပြစ်နစ်ပတ်လေအပေါ်အမြင်ကိုလည်းအရေးထိုးနေသလိုပဲနော်သူကတနစ်လုံးနီးပါဒီလိုမီးတွေလိုက်တက်နေခဲ့ရတာဟုတ်တယ်အဲ့ဒီကြောင့်မီးတဲ့ခါမှလည်းဒီအချက်တွေကပေါ်လွင်နေပြန်ရောဟုတ်တယ်သူ့ရဲ့ပထမဆုံးပွဲကိုပြန်ပြန်ပြောပြတဲ့အခါအရာအလုံးကအယမ်းမြန်ဆန်ခဲ့တယ်လို့ပြောတယ်ပြီးတော့ ကမ္ဘာအကောင်းဆုံး league နဲ့ကမ္ဘာအကောင်းဆုံး club အတင်းဖြစ်နိုင်တဲ့နေရာမှာရှိနေတဲ့အတာစိတ်လှုပ်ရှားခဲ့တယ်လို့ဆိုတယ်။ဟုတ်။ဒါပေမဲ့အဲ့ဒီစိတ်လှုပ်ရှားမှုနဲ့အတူဒါကအလုတ်ကြီးတစ်ခုဖြစ်ပြီးအလုတ်အများကြီးလွတ်ဖို့လိုအပ်တယ်ဆိုတာကိုလည်းသူဝန်ခံခဲ့တယ်။ဒီလိုနှိမ်ချမှုကအရေးကြီးတယ်။ဆိုတော့ तू ကအောင်မြင်မှုကိုအမွမ်းတင်နေတာမျိုးမဟုတ်ပဲဘလောက်ခက်ခဲတဲ့အခြေအနေနေစားခဲ့ရလဲဆိုတာကိုမမေ့ဘူးဆိုတဲ့သဘောပေါ့။ ကျွန်တော်အဲ့ဒီအမက်ကနေစတင်ခဲ့တာကိုမမေ့နိုင်ပါဘူးဆိုတဲ့စကားကအဲ့ဒါကိုတတ်သိပြနေတယ်အဲ့ဒီအချက်ကအတင်းကိုမြေပြင်ပေါ်မှာပဲဆက်ရှိနေစေပြီးကျင်တဲ့ရောင်ရဲမှုမဖြစ်အောင်ချိန်ထားတဲ့စကားတခုပဲသူကတနည်းအတွင်းရခဲ့တဲ့တိုးတက်မှုကိုအတိမတ်ဖြစ်ပေမဲ့ငါတို့လိုချင်တဲ့နေရာကိုမရောက်သေးဘူးဆိုတာကိုအားလုံးကိုတတိပေးနေတာဟုတ်ကဲ့အဲ့ဒီတော့အခုအတင်းအတွက်သူ့ရဲ့မျှော်မှန်းချက်ကပါလေဆိုတော့အတင်းကိုပို့ပြီးစိုးမိုးနိုင်တဲ့ပိုကောင်းတဲ့ဘောလုံးကစားနိုင်တဲ့ ကနဒါတိုင်းမှာပို့ပြီးပြန်ဆိုင်နိုင်စွမ်းရှိတဲ့အတင်းတင်းဖြစ်လာဖို့ပဲဒါကရှင်းလင်းပြတ်သားတဲ့ရေမှန်းချက်ပဲအဲ့ဒီရေမှန်းချက်ကိုလက်တွေ့အကောင့်ထေဖော်ဖို့အတွက်သူ့ရဲ့အဓိကစိတ်နေသဘောထားကိုလည်းသူထုတ်ပြောသွားတယ်ပွဲတိုင်းကိုနှုတ်ဆုံးပွဲဒါမှမဟုတ်ပထမဆုံးပွဲလို့ကစားရမယ်တဲ့음ဒီစိတ်တက်ကိုလာမဲ့ပွဲစဉ်ကပတ်သက်တဲ့မေဟုံးကိုဖြေတဲ့နေရာမှာရှင်းရှင်းလင်းမြင်ခဲ့ရတယ်ဟုတ်တယ်တရင်တော့တယောက်ကလာမဲ့ပွဲစဉ်တွေကထိတ်တန့်အတင်းအစဲတင်းတဲ့က၃တင်းပဲပါတာမို့ အမတ်တေစုဖို့အခွေရေးတစ်ခုလာလို့မေးတဲ့အခါသူကဒီအတွေ့က Premier League မှာ irrelevant အရေးမပါဘူးလို့ပြတ်ပြတ်သားသားပယ်ကြောက်ခဲ့တယ်။ဟုတ်တယ်။သူပြောတာကဘယ်ပွဲကခက်ခဲမယ်ဆိုတာဘယ်တော့မှမသိနိုင်ဘူးတဲ့။ဒါက Premier League မှာမှန်တဲ့စကားပဲလေ။ဇီယာအောက်ဆုံးကအတွင်းကိုအင်္ဂလိပ်မှာတော်ရှုံတက်တာဒီလီရဲ့တပါဝပဲ။အတိအကျပဲ။သူကပြိုင်ဘက်မြည်သူဖြစ်စေစံနှုံးမင်းမင်းကိုထိမ့်သိမ့်ဖို့အာယုံဆိုင်နေတာကိုပြနေတာ။ ဇယားထေကတင်းနဲ့ကစားရတာနဲ့ဇယားအောက်ဆုံးကတင်းနဲ့ကစားရတာသူတော်တော်ပြင်ဆင်မှုနဲ့အာယုံဆိုင်မှုကအတူတူပဲဟွန်းဒီစိတ်တက်ကိုအတင်းသားတဲ့စီတွင်ပေးနိုင်မှာတည်ငြိမ်တဲ့ရက်လက်တွေရမှာဆိုတာသူသိတယ်ဒါကသူ့ရဲ့အဓိကတသနာပဲကောင်းပြီဒီသတင်းစာရှင်းလင်းပွဲတစ်ခုလုံးကိုပြန်ခြုံကြည့်လိုက်ရင်ရူဘန်အာမိုယင်ဟာလက်တွေ့ကြတဲ့ပြဿနာဖြေရှင်းသူတယောက်ဖြစ်တယ်လို့သူ့ရဲ့ရည်ရှိမျှော်မှန်းချက်ကိုလည်းမျက်ခြင်မပြတ်တဲ့ခေါင်းဆောင်တယောက်ဆိုတာတွေ့ရတယ်ဟုတ်ပါတယ် သူကတန်ရာရမှုလိုအကျအတဲတွေကိုအကယ်ဒမီအပေါ်သူ့ရဲ့ယုံကြည်မှုကိုထပ်လောင်းတဲ့တီဗီပေါ်ခွင့်ရတခုအဖြစ်ပြောင်းလဲပင်နိုင်ခဲ့တယ်။ဟုတ်ပါတယ်။သူရဲ့တနစ်ပြစ်သုံးလက်ချက်ကလည်းသူဘဲကနေစခဲ့တယ်ဆိုတာကိုသိသလိုဘဲကိုသွားချင်တယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းဖြေထားကြောင်းပြတယ်။ဒေါ်လေးကျင်တဲ့ယောင်ရဲမှုကိုတော့လုံးဝလက်မခံဘူး။မှန်ပါတယ်။အဓိကသတင်းစကားကတော့စိတ်သက်ပိုင်းဆိုင်ရာခိုင်မာမှုပဲ။ပြိုင်ဘက်ဘသူဖြစ်ဖြစ်အချင်းနဲ့ဘယ်လောက်ဆိုးဆိုးပြိုင်ဆိုင်လို့စိတ်နဲ့စံနှုန်းတွေကိုအမြင့်ဆုံးမှာထိန်းထားနိုင်ဖို့ပဲ ဒါကနီးဗျူဟာပိုင်းဆိုင်ရာပြင်ဆင်မှုလောက်ပဲအရေးကြီးတယ်ဆိုတာကိုသူပြသသွားလားဒါကနားထောင်သူရဲ့အတော့စဉ်းစားစရာ မေးခွန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်ခေါင်းဆောင်တယောက်ကအကယ်ဒမီကဒီလိုအခြေအနေအတွက်ပါပဲဆိုတဲ့အတွေးခေါ်မျိုးကိုပြောကြားလိုက်တဲ့အခါအဲ့ဒီသတင်းစကားကအဖွဲ့အစည်းတစ်ခုလုံးရဲ့ယဉ်ကျေးမှုကိုဘလို့တယောက်မှုရှိနိုင်မလဲဒါဒါစဉ်းစားစရာပဲဒီစကားကအခွင့်ရေးရလာမယ်လူငယ်လေးတွေအတွက်မဟုတ်ဘူးတန်ရာရနေတဲ့အကြီးတန်းကစားသမားတယောက်က ဒီစကားကိုကြားရင်ဘလို့ခံစားရမလဲอืมဟုတ်တယ်သူနေရာမှာအစားထူးထူးလူအစင်းသိမ့်ရှိတယ်ဆိုပြီးဖေးအားပေါ်များတော့မလားဒါမှမဟုတ် club တစ်ခုလုံးကအပြန်အလှန်အားကိုးလို့ရတဲ့ခိုင်မာတဲ့ unit တစ်ခုဆိုတဲ့ခံစားချက်ကိုပိုရသွားစင်မလားဒါဟာအစားထိုးမှုတစ်ခုအကြောင်းပြောနေတာထက်အဖွဲ့အစည်းတစ်ခုလုံးရဲ့ယုံကြည်မှုနဲ့မျှော်လင့်ချက်ကိုပုံဖော်နေတာဖြစ်နိုင်ပါတယ်